တို့တို့မော်တော်ရောက်နေတာအဲ့တော့ဆင်းသွေးကြွားတွေရဲ့အလောင်းတွေအဲ့မှာချင်းနှင်းမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါအလောင်းမင်းတို့ကမျောမယ်အုပ်စုကမျောမယ်ဒီမှာချင်းနှင်းမြစ်မင်းတို့ရဲ့အလောင်းတွေချင်းနှင်းမြစ်တွေကိုမျောပါဟိုမှာချင်းနှင်းမြစ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတွေတရားစာကျွေးမယ်တင်းကြီးစာကျွေးမယ်ပြီးရင်နောက်တစ်ခုကခွေးစာကျွေးမယ်ဘုံဘုံအင်းတို့မုံရောင်ရောက်နေပါတယ်နော် ပြီးရင်အောက်လန်းကနေပြန်มาပါ PDF ဒီမင်းတို့ငါလာနှုတ်ဆက်အောင်မယ်နော်မင်းတို့ PDF ဒီအမြန်လင်းဝင်တော့နော်မင်းတို့နောင်တရတော့မင်းတို့လက်တံမင်းတို့ဒီကအတိုင်းဘုရားလက်တံပြောင်းနေမင်းတို့ဂိန်းလက်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန့်သားရပါအဲ့တော့ကန့်သားဆိုရင်ဒီမုံရွာသူမုံရွာသားတွေရောဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန့်သားရပါအားလုံးပဲမင်္ဂလာပါ ဒီကနေ့မှာတော့စစ်တပ် lobby တိုက်မုံရွာနာမခမှာရောက်ရှိနေတဲ့ရုပ်တံတွေနဲ့အတူဂန်ကုန်းမြို့နယ်လဲမကြီးရွာကိုစစ်ကောင်စီဝင်စီးဆက်တဦးတည်ဆုံပြီးနှစ်ဆက်ခန့်အဖမ်းခံလိုက်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်။မကွေးတိုင်းဂန်ကုန်းမြို့နယ်လဲမကြီးရွာကိုစစ်ကောင်စီကစစ်ကြောင်းထိုးဝင်ရောက်ပြီးနောက်ဒေသခံတော်လှန်ရေးတပ်ဖွဲ့ဝင်များနဲ့ ဒေသခံ၁၂ကိုတပ်ဖြတ်ခဲ့က20ခန့်ကိုဖမ်းဆီးသွားကြောင်းမြေပြင်သတင်းရင်းမြစ်များထံမှစုံစမ်းသိရှိရသည်ယနေ့မေ12ရက်နနက်နနာရီခန့်တွင်ကံကောမျိုးအခြေဆိုင်ခလာရ9ဆဲမစစ်ကောင်စီတပ်သည်လယ်မကြီးရွာကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့ခြင်းဖြစ်သည်ညက2နာရီလောက်ရွာကိုအစီခံရတာခလာရ9ဆဲစစ်ကြောင်းကဝင်စီးတာ အဲ့ဒါလောလောဆယ်ဆယ်တဦးအသက်ခံရပြီးတော့မှအယောက်20လောက်ဖမ်းခံရတယ်လို့ကြားတယ်။လက်နက်ကလည်းဆယ်9လက်ပါသွားတယ်တဲ့ဟုမြေပြင်တရင်ရင်မြစ်တဦးကပြောသည်စစ်ကောင်စီကဖမ်းဆီးခဲ့သူများသည့်လက်မကြီးရွာမှရက်ကြီးပကဖားနှင့်ပဖအဖွဲ့ဝင်များဖြစ်ကြောင်းမြေပြင်တော်လှန်ရေးရဲဘော်တဦးကဆိုသည်။လက်မကြီးရွာက MOD လက်အောက်ခံပကဖားပဖတို့အဖမ်းခံလိုက်ရတာရုတ်တရက်ဆိုတော့ခုခံမှုအချိန်မရလိုက်ဘူး။ ဟူမင်းကပြောသည်စစ်ကောင်စီတက်ခဲ့သည့်စစ်တအူးသည်မြေသူမြေဝဖြစ်ကြောင်းကိုဆက်လက်စုံစမ်းလျက်ရှိသည်မင်္ဂလာပါဗျာကျွန်တော်လက်ရှိရောက်နေတဲ့နေရာကဒီမုံရွာရှားကြီးကလေးဝလမ်းပိုင်းအဲ့ဒါကျွန်တော်တို့ဒီချင်းနေတဲ့မုံရွာကိုရောက်နေတာပါဗျာပြီးကျွန်တော်ဟိုဘက်ထိဆက်သွားအောင်ပါဆက်သွားမယ်ပြီးကျွန်တော်မုံရွာမြို့အခြေအနေကိုကျွန်တော်ဆက်ပြီးကြည့်မယ်ဒါကျွန်တော်တို့မုံရွာရောက်နေတာအဲ့တော့စစ်သွေးကြွားတွေရဲ့အလောင်းတွေအဲ့မှာချင်းနေမြစ်ရှိတယ်မင်းတို့ရဲ့အလောင်းတွေချင်းနေမြစ်တော့မျောပါအလောင်းမင်းတလောင်းမျောမယ်အုပ်စုလိုက်မျောမယ်ဒီမှာချင်းနေမြစ် မင်းတို့ရဲ့အလောင်းတွေရှင်းရှင်းမြတ်တယ်ကိုပြောမှာဟောမှာရှင်းရှင်းမြတ်အေးမင်းတို့ရဲ့အလောင်းတွေအဲ့ဒီမှာပုံနေစေရမယ်မင်းတို့ရဲ့အလောင်းတို့တရားစာကျွေးမယ်တင်ကြီးစာကျွေးမယ်ပြီးရင်တော့နောက်ထပ်တစ်ခုကခွေးစာကျွေးမယ်ကွာ17ရက်9လ2025ကစုံလာပြည့်နေ့မှာဒီမှာမုံရွာချင်းတွင်ချင်းတွင်တရားမှာနော်ကျွန်တော်ဇော်ဘုံရဲ့ရောက်ရှိနေပါတယ်ခင်ဗျာနော်မုံရွာမြို့ကအေးဆေးပါပဲနော်ဒီကနမကတိုင်းမူကြီး တိုင်းမူတိုင်းမူရဲ့ဘောနောအစီအမံနေနဲ့မော်ရွာမြို့ကအေဂျင့်နေတယ်ဆိုတဲ့အကြောင်းကိုပြကြင်တာကျွန်တော်တို့လို့တကယ်တိုင်းကြည့်ပြီးသည့်စပီကာတယောက်တော်မှဒီလိုနေရာမျိုး လာလို့ရတယ်ဆိုတော့အာမော်ရွာမြို့နမကတိုင်းမူရဲ့လက်အောက်မှာရှိတဲ့တပည့်သားသမီးတွေရောအားလုံးကတက်ညီလက်ညီနဲ့မော်ရွာမြို့အေဂျင့်အောင်လှုပ်ဆောင်နေလို့ ဒီလိုအေးအေးချမ်းချမ်းနဲ့သွားလို့လာလို့နေလို့ထိုင်လို့ရတာပေါ့ဗျာနော်ဇော်ဘုံရင်တို့မုံရောင်ရောက်နေပါတယ်နော်ပြီးရင်အောက်လမ်းကနေပြန်ပါပါ PDF ကြီးမင်းတို့ငါလာနှုတ်ဆက်အောင်မယ်ရန်လာတဲ့ချင်းတွေမြင့်ရန်လာတဲ့မုံရောင်ချင်းတွေတရားကြီးနော်မင်းတို့ PDF ကြီးအမြန်လင်းဝင်တော့နော်မင်းတို့နောင်တရရတော့ မင်းတို့လက်တံမင်းတို့ဒီကအတိုင်းဘုရားလက်တံပြောင်းနေမင်းတို့ခိန်နေမယ်နော်အဲကျွန်တော်လက်ရှိရောက်နေတာကဒါမုံရွာမြို့ကန်တာရပါအဲ့တော့ကန်တာဆိုရင်ဒီမုံရွာသူမုံရွာသားတွေရောဒီစကိုင်းတိုင်းဒေသကြီးမှာနေထိုင်နေတဲ့သူတွေအားလုံးသိပါတယ်ဒါကန်တာရပါရခင်ကကျွန်တော်တို့ဒီနေရာမှာတရားမှန်တဲ့ဒီအကြီးကျယ်လုပ်ခဲ့တဲ့နေရာပါအဲ့တော့ကျွန်တော်တို့ဒီ live ကျွန်တော်တို့ဒီသတင်းစာမျက်နှာတွေမှာတွေ့နေရတာကဒီမုံရွာမြို့ရေးကဒီ6ကပ်ပြီးတော့အိမ်တွေကပိတ်ထားရတယ်အဗန်တွေကပိတ်တယ်ဈေးဥတွေကပိတ်တယ်ပေါ့ဗျာအကုန်လုံးလူတွေကပြည်သူလူထုကဒီကြောက်လန့်ကြတဲ့နေထိုင်နေရတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီပုံဖြတ်တာပေါ့ ကျွန်တော်ဒီနေ့မုံရမျိုးကြီးကိုကျွန်တော်ပတ်ကြည့်လိုက်တယ်မုံရမျိုးကြီးရဲ့အခြေအနေကလူပြည်သူတွေအားလုံးကကျွန်တော်တို့သူတို့လုံနေကြအတိုင်းအကုန်လုံးလက်ပတ်နေတာကျွန်တော်ဒီမှာဆိုဒီဘန်တွေအားလုံးဖွင့်နေမုံရမှာခြေဆိုင်တဲ့ဘန်တွေအားလုံးဖွင့်နေပြီးတော့ကျွန်တော်ဒီမှာဆေးုံဆေးကန်းနေစာတင်ချောင်းတွေတက္ကသိုလ်တွေအားလုံးဖွင့်နေဘာတစ်ခုမှကျွန်တော်တို့ရက်ဆိုင်သွားတာမရှိဘူးအုပ်ချုပ်ရန်တရားမပြတ်ဘူးပညာရေးရန်တရားမပြတ်ဘူးကျမ်းမာရေးရန်တရားမပြတ်မပြတ်ဘူးတနည်းအားဖြင့်ဒီအစိုးရရဲ့ဒီဝန်ဆောင်မှုရန်တရားတွေဘာတစ်ခုမှမပြတ်ဘူးအားလုံးကတော့ကျွန်တော်သွားနေကြတာပဲဘန်တွေလက်ဖွင့်နေပြီအခုကျွန်တော်ပတ်ကြည့်လိုက်တယ်စားတော့ဆိုင်တွေမှာဆိုတဲ့လူတွေအပြည့်ပဲ အပြစ်ပဲအဲ့တော့ဒီမှာဗျာကျွန်တော်တို့ရောက်နေတာကဲအခုကျွန်တော်စကိုင်းထဲမှာရှိရပီဒီအက်တွေဒီမှာငါရောက်နေတယ်မော်ဗျာမြို့ရဲ့ကန်သာယာကန်သာယာအဲ့တော့ဒီပီဒီအက်တွေရဲ့ညီကောင်ကတော့ဗျာနောက်ဆုံးရှင်းပါတယ်ပီဒီအက်တွေရဲ့ညီကောင်ကတော့ကျွန်တော်တို့ဒီချင်းလွင့်မြမှာချင်းလွင့်မြမှာဒီကောင်ကြီးရဲ့အလောင်းတွေကကျွန်တော်တို့ခွေးသေးပုတ်တွေလို့ခွေးစာဖြစ်သွားမယ်ပြီးရင်ကျွန်တော်တို့ငားစာဖြစ်မယ်ပြီးရင်ကျွန်တော်ဒင်ကြီးတို့လက်ထားတို့အဲ့ဒီအခြေအနေနဲ့ပဲသူတို့အဆုံးသတ်မှာဖြစ်တယ်အဲ့တော့ဒီ PDF တွေရှိတဲ့နေရာနဲ့ခင်ဗျားတို့ပြောတယ်စစ်တပ်ပေါ့ဗျာစစ်တပ်ရှိတဲ့နေရာ ပြည်သူလူထုဘယ်မှာအေးချမ်းလဲဆိုတာပြည်သူလူကောင်းကောင်းသိတယ်။ခင်ဗျာစစ်တပ်အုပ်ချုပ်တဲ့နေရာစစ်တပ်ရှိတဲ့ area မှာရှိတဲ့ပြည်သူတွေအားလုံးကစာတင်ရတယ်ခင်ဗျာဘုံကြီးကြောင်းသွားလို့ရတယ်တရားနာလို့ရတယ်ကြီးစီထူးလို့ရတယ်ဘသူဘသူမှကြောက်စရာမလိုဘူးတရားရုံးတွေရှိရဗျာနောက်ဆုံးခင်ဗျာမကျင်တဲ့တရားရုံးရှိတယ်အဲ့တော့ခင်ဗျာတို့ PDF တွေရှိတဲ့နေရာမှာရှိတဲ့ပြည်သူတွေရဲ့ဘဝကအဲ့ဒီမှာကပြည်သူလူထုအားလုံးကခင်ဗျာစစ်သွေးကြွအုပ်စုတွေကဒီတော်ရင်းဥတွေကျင်သုံးတာသူတို့ရဲ့သူတို့ရဲ့ရန်တွေကကျွန်တော်တနက်နဲ့ပဲလဲပတ်တာတနက်ပြောင်းနဲ့ပဲလဲပတ်တာ ဲ့တော့ဒီစစ်သွေးကြောအုပ်စုတွေရှိရတဲ့ဘာကြီးပြည်သူလူထုရဲ့ပြည်သူလူထုဘာအခွင့်အရေးရှိလဲဘာခွင့်မမျိုးခင်ဗျာစကားနဲ့မရှိလိုက်စီရီယံလောက်သွားတဲ့စီရီယံလောက်သွားတဲ့ကျွန်တော်ဝန်ထမ်းတွေမရင်းချင်းခံရတာလေအုပ်စုလိုက်မရင်းချင်းခံရတာတပ်ဖြတ်ခံရတာအများကြီးပဲအများကြီးပဲဒါကြောင့်ကျွန်တော်တို့ဒီစီရီယံနေနေနဲ့လဲဒါကျွန်တော်တို့ဒီစကိုင်းတိုင်းကအစိုးရအဖွဲ့နဲ့ကျွန်တော်ချိတ်ဆက်ပြီးတော့လာပြီးတော့ဒီမှာလာပြီးခိုးလုံကြပါထောက်တူပါပဲကျွန်တော် PDF တွေအနေနဲ့လဲခင်ဗျားတို့ရဲ့ကြံရှိတဲ့ဘဝအချင်းတွေအသက်ရှင်မှု လူလိုသူလိုပြတ်သန်းနိုင်ဖို့ဆိုရင်ခင်ဗျားတို့ဒီမှာလက်နက်နဲ့အလင်းဝင်းမှာလက်နက်မပိုင်လည်းပဲကျွန်တော်တို့လူကြီးပဲလည်းကျွန်တော်တို့အလင်းဝင်းလို့ရတယ်ခင်ဗျားတို့လုံနေတာကတိုင်းပြူပြူပြူလို့အလုပ်တွေလုံနေတာလားတိုင်းဖြက်ပြည်ဖြက်အလုပ်တွေလုံနေလားဆိုတော့ခင်ဗျားတို့ကိုယ်စဉ်းစားဖို့လိုပါတယ်အဲ့တော့ဒါကျွန်တော်တို့ကန်တားရအပန်းညာနေပြီးတော့ကျွန်တော်တို့ဒါရိုက်ရိုက်ကူးနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြေဟိုဘက်ကိုဆက်သွားပါအနောက်မြောက်တိုင်းစစ်တပ်နာချုပ်ပေါ့နော်တိုင်းမူကြီးဘူဂျိုကြီးရဲ့ဘူဂျိုကြီးဦးမြင့်မင်းထွေးရဲ့ရင်ခွင်အောက်မှာ အေဂျင့်တာယာလို့နေပါတယ်เนาะသဘောရင်းတို့ကန္တာဖျားကိုရောက်နေတာပါရောက်နေတာပါเนาะတိုင်းမူရဲ့အုပ်ချုပ်မှုအောင်နဲ့เนาะအောက်ခြေစစ်တီเนาะအရာရှိယာကန်အကျက်စစ်တီတို့ပူးပေါင်းပြီးတော့မှမုံရွာမြို့အနောက်မြောက်တိုင်းစစ်တပ်နှံကျုပ်ရဲ့အေဂျင့်နဲ့အေးအဝါဒအောက်ကိုကျွန်တော်သဘောရင်းရောက်ရှိလို့နေတာပါအဲ့ပြောတော့အပြစ်မထွက်ရဲဘူးသူဟမ် ာချင်မောင်းဝယ်သွားအောင်ချင်မောင်းအာချင်မောင်းသွားဝယ်မှာကျွန်တော်ကတော့ဒါအနောက်မြောက်တိုင်းစရတန်းကျုပ်ရဲ့တဦးဘုံကြီးကျောင်းမှာရောက်နေတာဖြစ်တယ်ဒီညောင်ပင်ရဆိုရင်တော့ဖြင့်ရွှေလင်းုံဆရာတော်ဘုရားကြီးကဒီညောင်ပင်ကြီးကိုဘောနော် ဖျားပွင့်တော်မူတဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်လို့မိန့်ကြားခဲ့ဦးတယ်ဒီညောင်ဘီးရဲ့လုံးဘက်က80နှစ်မှ2ပြရှိတယ်ပေါ့နော်82ပြရှိတယ်ဒါကအနောက်မြောက်တိုင်းစစ်တမ်းန်းကျုပ်ထဲကကျွန်တော်တို့တက်မိသားစုရဲ့ကစုံညောင်ရီသွန်းပွဲဖြစ်ပါတယ်ခင်ဗျာနော်အဲ့တော့ဒီထဲမှာဖျားပွင့်တဲ့ညောင်ဖျားပွင့်တဲ့ညောင်ဘီးနဲ့ညီနောင်ဖြစ်နိုင်တယ်ဆိုတာဘာကြောင့်ပြောလဲဆိုတော့ဒီမှာကမပွင့်နိုင်တာကတော့ဒါလူသူ၄ပါးပေါ့နော် ဟိုလာလို့မရဘူးတက်ထဲမှာဆိုတော့အစည်းကမ်းတွေတားမြစ်ချက်တွေတတ်မှတ်ချက်တွေရှိရပေါ့နော်အဲအဲ့ဒီအတွက်နဲ့ဒီရွှေလင်းုံဆရာတော်ကဒီညောင်မင်းကိုဟိုပါပေါ့နော်ဘုရားဂေါရမမြတ်စွာဘုရားပွင့်တော်မူတဲ့ညောင်မင်းနဲ့ညီနောင်ဖြစ်နိုင်လွယ်လို့မှတ်ချက်ပေးရတာဖြစ်တယ်ဒီမှာတွေ့ရမှာတော့ဒီဘက်မှာတော့ဘုရားပေါ့နော်ဒီဘုရားတကူရန်ကြီးတယ်နော်တကူရန်ကြီးတဲ့ဘုရားဖြစ်တယ်ကျွန်တော်တို့ကဒီနေ့ နောင်မြောက်တိုင်းစရန်နန်းကျူရဲ့အထင်းမှာပေါ့နော်ကျွန်တော်ရဲ့ဒီမှာကိုကျော်စိုးဦးမတ်တဇင်ဦးလို့ ਨੇ ရောက်နေတာဖြစ်တယ်ပေါ့နော်အလူအလူလာတာဒီမှာပြီးအများဆုံးငင်းကြမှာဒီရှည်တန်းရောက်နေတဲ့တက်မတော်သားတွေဘေးရန်တွေပြင်းရှင်းပြီးတော့နောက်တန်းအမိသားစုတွေ ਨੇ အများဆုံးပြန်လဲပေါင်းဆက်နိုင်ပါစေလို့မြေတာဘူးဆူတောင်းပေးလိုက်ပါတယ်